င်္ဂလာပါခင်ဗျာ2012ခုနှစ်ဩဂုတ်လ20ရက်တနင်္လာနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနိုင်ပါခင်ဗျာမင်္ဂလာညချမ်းပါရှင်ကျမကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲရနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ရှင်ဒီကနေ့နေပြည်တော်မှာကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာတရားစီရင်ရေးစနစ်ပြည်ပြင်ပြောင်းလဲရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ် တရားစီရင်ရေးမှာတာဝန်မကျေပြွနဲ့ဂုံအင်ကအီချင်းပြက်ရွံ့တဲ့ပုံကိုယ်တွေကိုဖယ်ရှားပြီးပြည်သူကရွေးချယ်တဲ့ပြည်သူကိုယ်စားလှယ်တွေကိုပြန်လည်ရွေးချယ်ဖို့တရားစီရင်ရေးနဲ့ဥပဒေရေးရာကော်မတီဥက္ကဋ္ဌသူရဥအောင်ကိုတင်သွင်းတဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဒီအဆိုကိုမြို့သားဒီမိုစီဖွဲ့ချုပ်ကဥပဒေရေးရာကျွမ်းကျင်သူတွေပါဝင်ကိုယ်စားလှယ်16ဦးကဆွေးနွေးခဲ့ကြပါတယ်ဒီကနေ့ပြည်သူ့လွတ်တော်အစည်းအဝေးတက်ရောက်လာတဲ့မြို့သားဒီမိုစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါံဆန်းစုကြည်ဟာအစည်းအဝေးမတိုင်ခင်မှာ NLD လွတ်တော်ကိုယ်စားလှယ်တွေနဲ့တီးတန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွတ်တော်ကိုယ်စားလှယ်တွေဟာဒီကနေ့ညနေပိုင်းမှာလဲတိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးကြကြတယ်လို့သိရပါပါတယ်ခင်ဗျာနိုင်ငံတော်ဖွဲ့စည်းပုံခြေကဲဥပဒေဆိုင်ရာခုံရုံးကိစ္စနဲ့ပတ်သက်ပြီးတမရဦးသိန်းစိန်ကဒီကနေ့ရက်စွဲနဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းကိုတဝင်းလွှာတစောင်းပေးပို့လိုက်ပါတယ်နိုင်ငံတော်ဖွဲ့စည်းပုံခြေကဲဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်တွေနှုတ်ထွက်ပေးဖို့သူ့အနေနဲ့ဆောင်ရွက်မယ်ဆိုရင်ဥပဒေနဲ့မညီညွတ်တဲ့အပြင်တရားမျှတမှုလည်းမရှိဘူးလို့တမရဦးသိန်းစိန်ရဲ့တဝင်းလွှာမှာဖော်ပြထားပါတယ် လွှတ်တော်ရေးရာကော်မရှင်တွေကော်မတီတွေကိုပြည်ထောင်စုအဆင့်သတ်မှတ်ရေးဟာဖွဲ့စည်းပုံခြေကဥပဒေနဲ့မညီညွတ်ကြောင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမနေ့ပြန်ဩဂုတ်လ27ရက်နောက်ဆုံးထအရေးယူဖြေရှင်းပေးဖို့ဒေါအောင်ဆန်းစုကြည်ပါဝင်လွှတ်တော်ကိုယ်စားလှယ်300တဦးကတောင်းဆိုခဲ့တဲ့အပေါ်သမရဦးသိန်းစိန်ကအခုလိုပြန်ကြားလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဥပဒေပြုရေးတရားစီရင်ရေးအုပ်ချုပ်ရေးမန်တိုင်၃ခုစီးလုံးညီညွတ်မှုမပြတ်ပြားဖို့နဲ့ပြုပြင်ပြောင်းလဲရေးအချိန်အဟုန်တွေရပ်တန့်မသွားဖို့အတွက် လွတ်တော်အမတ်တွေအနေနဲ့ဆွဆွဲအပြစ်တင်နေမဲ့အစားအခြေခံဥပဒေအခန်းစနစ်ပါပြဋ္ဌာန်းချက်အရဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်းသာလျှင်တင့်လျော်တယ်လို့လည်းသမ္မတကအကြံပြုထားပါတယ်။ဒါအပြင်တခြားနည်းလမ်းအနေနဲ့ပြည်သူ့လွတ်တော်နဲ့အခြေခံဥပဒေဆိုင်ရာခုံရုံးဟာလွတ်လပ်တဲ့အဖွဲ့အစည်းတွေဖြစ်တာကြောင့်မိမိတို့စိတ်နှစ်သက်ရာနိုင်ငံရေးလမ်းကြောင်းကိုရွေးချယ်ခွင့်ရှိတဲ့အကြောင်းလဲသမ္မတရဲ့တဝန်လွှာမှာပါရှိပါတယ်ရှင်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့သတင်းစာရှင်းလင်းပွဲကို ဒီကနေ့နေပြီးတော့မှကျင်းပခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဦးသိန်းစုအပါအဝင်အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာအခြေခံဥပဒေခုံရုံးအနေနဲ့နှုတ်ထွက်ပေးမှာမဟုတ်ဘဲနိုင်ငံတော်ပေးရတဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားမယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်ဆိုပြရတာဖွဲ့စည်းပုံအခြေခံဥပဒေပါဆက်ခံချက်များနဲ့စတင်နေတဲ့အတွက်ပြည့်ပြည့်ဆိုတဲ့အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေဩဂုတ်လ22ရက်နောက်ဆုံးထားပြီးနှုတ်ထွက်ပေးဖို့အတွက် အခုလ14ရက်နေ့ကဒေါံဆန်းစုကြည်ပါဝင်တပ်မတော်သားကိုယ်စားလှယ်တွေနဲ့တခြားပြည်သူ့လွတ်တော်အမတ်300တဦးကလက်မှတ်ရေးထိုးပြီးပြည်သူ့လွတ်တော်ဥက္ခရသူရဥရှင်မန်းကတဆင့်နိုင်ငံတော်သမ္မတထံပေးပို့ခဲ့ကြပါတယ်။အခြေခံဥပဒေခုံရုံးရဲ့ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုကော်မတီတွေကော်မရှင်တွေကိုပြည်တော်စုအဆင့်တတ်မှတ်မယ်ဆိုရင်ပြည်တော်စုအဆင့်နဲ့ညီတဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးရမှာဖြစ်ကြောင်းပြောခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။မြမဆိုးရပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံစာပေစီစီရေးနဲ့မှတ်ပုံတင်ဌာနက စာပေကြိုတင်စစ်စစ်တာတွေကိုရန်နာလိုက်ပြီလို့ဒီကနေ့ကြေညာလိုက်ပါတယ်။အရင်ကမထုတ်ဝေခင်ကြိုတင်စစ်စစ်တဲ့တင်ထုတ်စနစ်ကိုဖျက်သိမ်းလိုက်ပြီးဒီကနေ့ဩဂုတ်လ20ရက်နေ့ကစပြီးထုတ်ဝေပြီးမှသာတင်ပြရတဲ့ထုတ်တင်စနစ်ကိုကျင့်သုံးမယ်လို့ကြေညာလိုက်တာပါ။ဒီလိုရန်နာလိုက်တာနဲ့ပတ်သက်ပြီးစာပေစီစီရေးဌာနအကြီးအကဲဦးတင်ဆွေကဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။နောက်ထောင်းနဲ့အစအကြီးပေါ်ကျွန်တော်တို့ရှိတဲ့ညချမ်းကျပေါင်း52ခုဒါတွေကဖြေလျှော့တာတခုမှမပါဘူးအားလုံးကကျွန်တော်စင်ချင်းစပီ စီစစ်ကိုကျွန်တော်တိကျခဲ့တာဖြစ်တဲ့ကြောင်းအဲ့ဒီမှာတိကျခဲ့တဲ့ဟာတွေအားလုံးဖြတ်တယ်ခါမှာခု6ခုပဲကြာပါတယ်အဲ့ဒီချက်မှာ59ခုမှာ6ခုကျင်းအဲ့ဒီ6ခုကလည်းပါလဲဆိုတော့ကျွန်တော်တို့မှတ်မိစလောက်ကကျွန်တော်ခြုံပြီးတော့အကြံပြုပြောအောင်တခုကတော့ကျွန်တော်တို့ပုံစံယူဖို့ဝေစုပြီးနဲ့ပတ်သက်ပြီးတော့အဲလိစာပြောင်းလို့မအားလို့ဒါလေးတွေကျွန်တော်တို့ညွှန်ကြားတဲ့ညွှန်ကြားချက်ခုလောက်ပါပါတယ်အဲနောက်တစ်ခုကမြန်မာသာတက်ပုံပြီးဆုံးနဲ့ကျွန်တော်ဒီအောင်ပြောဆိုတာလေးပါပါတယ် ော်ဒီဒါလေးနေပဲဖြစ်ပါတယ်စာပေစီစီရေးဌာနကိုကုတ်ကဲရတဲ့ပြန်ကြားရေးဝန်ကြီးဌာနစာပေစီစီရေးညွှန်ကြားရေးမှူးချုပ်ဦးရဲထွတ်ကလည်းစာပေစီစီရေးလှုပ်ဆောင်တာတွေကိုပြီးခဲ့တဲ့ဇွန်လကုန်မှာအပြည့်ရနာတော့မယ်လို့ပြောကြားခဲ့ပေမဲ့အခက်အခဲတချို့ကြောင့်နှောင့်နှေးခဲ့ပါတယ်လို့ ုလူမှုရေးစာမျက်နှာမှာရေးသားထားပါတယ်။အခုလိုစာပေစီစီရေးဌာနကထုတ်ဝေခွင့်နဲ့ပတ်သက်ပြီးတင်းကျပ်မှုကိုလျှော့ချပေးလိုက်ပေမဲ့ရုပ်ရှင်စင်စာကတော့ဆက်လက်ရှိနေဆဲဖြစ်တယ်လို့အစိုးရပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းတဦးကိုကိုးကားပြီး AFP သတင်းဌာနကဒီကနေ့ရေးသားဖော်ပြလိုက်ပါတယ်။တချိန်တည်းမှာပဲစာနယ်ဇင်းအမြုတေကောင်စီကိုဩဂုတ်လ10ရက်နေ့ကဖွဲ့စည်းလိုက်တာကြောင့်အဲ့ဒီအဖွဲ့ဟာစာပေစီစီရေးနဲ့မှတ်ပုံတင်ဌာနနေရာမှာအစားထိုးနေရာယူမလားဆိုပြီးဝေဖန်ပြောဆိုတာတွေလည်းရှိနေပါတယ်ရှင် မြန်မာနိုင်ငံအမရိစာနယ်ဇင်းကောင်စီဖွဲ့စည်းလိုက်တဲ့အပေါ်ကန့်ကွက်ပွဲတရက်ကိုမြန်မာနိုင်ငံစာရေးဆရာများတမကကပြီးခဲ့တဲ့စနေနေ့ကရန်ကုန်မြို့ Home Media ခန်းမမှာကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲမှာအမရိစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုပေါ်ကန့်ကွက်ရတဲ့အချက်၃ချက်ကိုတင်သွင်းခဲ့ကြပါဗျာ။အမရိစာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းတွေကလွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေပဲဖြစ်တင်ပါတယ်။ကျွန်တော်တို့စာရေးဆရာတွေ၊ကြေညာဆရာတွေ၊သတင်းစာဆရာတွေကိုလည်းပူဇော်မပြုပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့အသီးမှတ်မပြုပါဘူး။ ်မြန်မာနိုင်ငံအမရိကန်စာနယ်ဇင်းကောင်စီကအစိုးရကဖွဲ့စည်းပေးခဲ့တာဖြစ်ပြီးစာနယ်ဇင်းလောကကိုလည်းကိုစားမပြုတောင်းအစိုးရနဲ့မပတ်သက်တဲ့လွတ်လပ်တဲ့အသင်းအဖွဲ့တွေရှိနေတဲ့အတွက်အမရိကန်စာနယ်ဇင်းကောင်စီကိုကန့်ကွက်ကြောင်းဆွေးနွေးကြရတယ်လို့သိရပါတယ်ဒီကန့်ကွက်ချက်၃ရက်ကိုကြပြားဆရာစာရေးဆရာတွေဖြစ်တဲ့ဦးနေဝင်းဆန်ဦးထွန်းဝင်းငိမ့်နဲ့ဦးငိမ့်တစ်တို့ကအဆိုပြုတင်သွင်းခဲ့ကြပြီးတော့ဦးကြည်နိုင်ကိုညီငယ်လေးကိုလင်းထင်တဲ့စာရေးဆရာမဒေါ်သက်ဝေနှင်းတို့ကထောက်ခံဆွေးနွေးကြရတယ်လို့သိရပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေဆဲဖြစ်တဲ့ပြည်ပခပြဿနာတွေရဲ့အဖြေကိုဖော်ထုတ်နိုင်ဖို့သမရဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ရခိုင်ပြည်နယ်ရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ပထမဆုံးကြိမ်လုပ်ငန်းဖော်ဆောင်ရေးအစည်းအဝေးကိုမနေ့ကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့သာသနာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်ကရိုဟင်ဂျာအရေးဟာတိမ်တိမ်မွေ့မွေ့ကင်တွယ်ရမယ့်အရေးဖြစ်တယ်လို့ပြောပါတယ်။အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင်ဖြစ်တက်ရောက်လာတဲ့88မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုကိုကြီးကလည်း88မျိုးဆက်ចောင်းသားတွေရဲ့ရခိုင်အရေးစုံစမ်းမြေမြတ်ချက်တွေကိုကော်မရှင်ကိုမျှဝေပေးမဲ့အပြင်နိုင်ငံသားဖြစ်ရေးကိစ္စနဲ့ပတ်သက်လို့အပြည့်အသက်အပြည့်ရရှိဖို့မျှော်လင့်ချောင်းဆွေးနွေးခဲ့ပါတယ်။ဒီကိစ္စကိုဆက်နွယ်ပြီးတော့ state building facility ကိုဆက်နော်ပါတယ်။အဲဆိုနိုင်ငံပြည်လည်းဒီဆောင်ကြီးကျွန်တော်တို့ဒီနိုင်ငံရေးစီးပွားရေးစနစ်တွေအားလုံးပြောင်းနေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကိုဝင်လာတဲ့အပြည့်အဲဒီ ဖြစ်လာမယ်ဒီအွယ်စီနိုင်ငံရေးစောက်ဝစီဝါရေးစောက်ဝလည်းလျော်နေတဲ့ဖြည့်ဆည်းမှုတွေဖြစ်အောင်ကျွန်တော်တို့ကြကြတဲ့ညစွေမီဆိုးတကြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဓိကဒီလို့ပေါ်ကန်တဲ့ဒီချင်းနေကြတဲ့မှာတော့နားလည်မှုရှိတယ်ကြကြတဲ့ပြောင်းပါတယ်ကျွန်တော်တို့ကြည့်တွေ့နေလို့ဒီဘက်မှာပြန်ပါတယ်ကော်မရှင်အနေနဲ့ရခိုင်ပြည်နယ်ဝသွားရောက်ပြီးစုံစမ်းစစ်ဆေးမဲ့အပြင်အဲ့ဒီဒေသမှာအရင်ကတာဝန်ထမ်းဆောင်ခဲ့မှုတဲ့တက်မတော်အရာရှိတချို့နဲ့ လဝကဝန်ထမ်းတချို့ကိုလည်းမေးမြန်းဖို့ရှိတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာ NGO အဖွဲ့အစည်းတချို့ရဲ့လောက်ရတွေပေါ်မကျေနပ်တဲ့ရခိုင်တိုင်းရင်းသား100နီးပါးမနေ့ကဆန္ဒပြခဲ့ကြပါဗျ။မနေ့ကမနေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံနီးမှာအာဏာပိုင်တွေရဲ့တရားဝင်ခွင့်ပြုချက်နဲ့ဆန္ဒပြခဲ့ကြတာပါ။အခုလိုရခိုင်တိုင်းရင်းသားတွေရဲ့ကန့်ကွက်ဆန္ဒပြမှုပေါ်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက လေးစားအတိအမှတ်ပြုစီလိုကြောင်းဆန္ဒပြပွဲမှာပါဝင်တဲ့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကပြောပါတယ်။ဒီဆန္ဒပြပွဲကိုရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းသားရဲရဝန်ကြီးဦးစော်အေးမောင်နဲ့ရခိုင်နိုင်ငံရေးပါတီတွေလူမှုရေးအသင်းအဖွဲ့တွေရခိုင်ပြည်နယ်အရေးစိတ်ဝင်စားသူတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။ရန်ကုန်တိုင်းနဲ့ AOD တိုင်းတွင်းကရေကြီးရေရှမ်းနေတဲ့နေရာတွေကို88မျိုးဆက်ကျောင်းသားများအဖွဲ့ကလူမှုရေးကူညီတွေတွားရောက်ပို့ဆောင်ပေးနေကြောင်းသိရပါဗျ။ AOD တိုင်းအတွင်းတာပေါင်းမြို့နယ်ကရင်းနှီးမြုပ်နေတဲ့အင်ချေ900အတွက် အဝိအထည်တွေတွားရောက်လှူဒန်းဖို့ကိုအောင်ကျော်ဦးဆောင်တဲ့88မျိုးဆက်ចောင်းသားများအဖွဲ့ကအဝိအထည်တွားရောက်လှူဒန်းမယ်လို့သိရပါဗျ။ဒါအပြင်မြောင်းမြခရိုင်လူငယ်ကွန်ရက်အဖွဲ့ကလည်းတာပေါင်းမြို့နယ်ကရေဘေးဒုက္ခသည်တွေရဲ့အခြေအနေတွေကိုဒီနေ့တွားရောက်လေ့လာခဲ့ပြီးဒီဒုက္ခသည်တွေအတွက်မနေ့ပြန်မှဆန်အိတ်300တွားရောက်လှူဒန်းမှာဖြစ်ကြောင်းသိရပါဗျ။ကိုအံပွဲကျော်ဦးဆောင်တဲ့88မျိုးဆက်ចောင်းသားများအဖွဲ့ကလည်းရေဘေးတန်ခံနေရတဲ့၄000ကံမြို့နယ်ကဒေသခံတွေစီကိုဒီကနေ့တွားရောက်ကူညီပေးခဲ့ကြောင်းသိရပါပါတယ်ရှင်။ မြို့သားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်မြောက်အခမ်းအနားကိုရန်ကုန်မြို့ဒိုရိုးရခမ်းမမှာမနေ့ကပြုလုပ်ခဲ့ပါတယ်။မနေ့ကအခမ်းအနားမှာဦးကြည်မောင်ရဲ့အကြောင်းသားဘဝတက်မတော်အရာရှိဘဝနဲ့နိုင်ငံရေးသမားဘဝအကြောင်းအမှတ်တရအဖြစ်ပြက်တွေကိုပြောကြားခဲ့ကြပါတယ်။အခမ်းအနားကိုဦးကြည်မောင်ရဲ့နိုင်ငံရေးလုပ်ပေါ်ကိုင်ဘက်တွေအငိမ့်စားတက်မတော်အရာရှိအောင်တွေနိုင်ငံရေးကျင်းသားဟောင်းတွေမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါဝင်နိုင်ငံရေးပါတီအသီးသီးကအဖွဲ့ဝင်တွေနဲ့88မျိုးဆက်အကြောင်းသားခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။ အဲ့ဒီအခမ်းအနားမှာဦးကြည်မောင်ကိုဂုဏ်ပြုထားတဲ့ကြပြားတွေစာစုတွေနဲ့မှတ်တမ်းတပ်ပုံတွေကိုလည်းပြသထားပါတယ်ခင်ဗျာနိုင်ငံရေးကျင်းသားဟောင်းများဒုတိယကြိမ်တွဲဆောင်ပွဲနဲ့လုပ်ငန်းကော်မတီပြန်လည်ရွေးချယ်ပွဲအခမ်းအနားကိုရန်ကုန်မြို့ တော်ဝင်နေစီစားတောက်ဆိုင်မှာမနေ့ကကျင်းပခဲ့ပါတယ်ဒီတွဲဆောင်ပွဲကိုဦးတင်ဦးဦးဝင်းတင်စတဲ့ NLD ထိပ်ပိုင်းကောင်းဆောင်တွေအပါအဝင်မြန်မာနိုင်ငံတခွန်းကကျင်းသားဟောင်း900နီးပါးတက်ရောက်ခဲ့ပါတယ်နိုင်ငံရေးကျင်းသားတွေဟာလူမှုဘဝတွေဆုံးရှုံးခဲ့ရတာကြောင့် သူတို့အတွက်ကူညီရေးလုပ်ငန်းတွေရှေ့ဆက်လှုပ်ဆောင်ဖို့လိုကြောင်း NLD ပါတီခေါင်းဆောင်ဦးတင်ဦးကအခမ်းအနားမှာပြောကြားပါတယ်။နိုင်ငံရေးကျင်းသားကူညီဆောက်ရှောက်ရေးကော်မတီအနေနဲ့အလွှာဆောင်ကနိုင်ငံရေးကျင်းသားဟောင်းတွေရင်ဆိုင်ရတဲ့ဒုက္ခနဲ့အခက်အခဲတွေကိုကူညီဖြည့်ရှင်းသွားဖို့ရှိပြီးအခုထက်ကျေပြန့်တဲ့တွေ့ဆုံပွဲကျင်းပနိုင်ရေးအတွက်အားလုံးကြိုးပမ်းအားထုတ်ကြဖို့လိုအပ်တယ်လို့လုပ်ငန်းကော်မတီဝင်ကိုထွန်းကြည်ကတိုက်တွန်းပြောကြားပါတယ်။နိုင်ငံရေးကျင်းသားဟောင်းများလုပ်ငန်းကော်မတီကိုပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။ ဘကိုးတိုင်းဥဒ္ဒမြို့တဲ့အတွင်းအစိုးရပိုင်းမြေပေါ်မှာဆောက်လုပ်ထားတဲ့ဖုံးတော်ကြီးကျောင်းနဲ့တီလာရှင်ကျောင်း200ကျော်ကိုဖယ်ရှားမဲ့အစီအစဉ်ဟာပြီးခဲ့တဲ့စနေနေ့မနေ့ပိုင်းကကျောင်းတွေကိုအာဓမအင်အားသုံးပြီးဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ကျောင်းတွေအားလုံးကိုသတင်းတစ်ပတ်အတွင်းဖျက်သိမ်းမှုမြို့နယ်အာရာပိုင်းတွေကအခုလ9ရက်နေ့ကညွှန်ကြားထားခဲ့ပါဗျ။ပြီးခဲ့တဲ့16ရက်နေ့ကစလို့ဥဒ္ဒမြို့တဲ့800ရွက်ကကျောင်းတွေကိုစတင်ဖျက်ဆီးခဲ့တာဒီကနေ့အထိကျောင်းပေါင်း20လောက်ဖျက်ဆီးခံခဲ့ရပြီလို့စွန့်ဆန်စိမ့်အလူထွက်အလူခံထွက်နေခြင်း ကြောင်းဖြတ်စည်းခံရတဲ့သီလရှင်တွေပါက RFA ကိုမြင်ကြပါတယ်။အခုလိုသာသနိကအဆောက်အဦတွေအရမဖယ်ရှားဖြတ်စည်းနေတာနဲ့ပတ်သက်လို့ဘကိုးတိုင်းအစိုးရအဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရမှာကျူးကျော်နေထိုင်မှုတွေဖယ်ရှားတာဖြစ်ပြီးသာသနိုင်းဝန်ကြီးဌာနကိုတင်ပြပြီးဆောင်ရွက်တာဖြစ်တယ်လို့တောင်းရှိသူတူကဖြေဆိုပါရယ်။အခုဖယ်ရှားလိုက်တဲ့နေရာတွေမှာနိုင်ငံတကာအဆင့်မီလေငွေနဲ့စက်မှုစုံစီမံကိန်းပါဝင်မြို့ပြစီမံကိန်းတွေတိဆောက်အကောင့်တွေပေါ်ဖို့အစိုးရကစီစဉ်ထားတယ်လို့သိရပါရယ်ခင်ဗျာ။ ီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရန်နာဝင်ပြပါခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်မကြခင်မိနစ်ပိုင်းတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ပြသွားမှာပါ။ဟုတ်ကဲ့ရှင်။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါခင်ဗျာအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့အချိန်ရောက်လာပါပြီရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ပခပြဿနာတွေရဲ့အဖြေကိုဖော်ထုတ်နိုင်ဖို့သမရဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ရခိုင်ပြည်နယ်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ပထမဆုံးကြိမ်လုပ်ငန်းဖော်ဆောင်ရေးအစည်းအဝေးကိုရန်ကုန်မြို့မှာမနေ့ကကျင်းပခဲ့ပါတယ်။ဒီအကြောင်းပြည်စုံကိုကျွန်တော်တို့ဖွဲ့သားကိုကြီးကတင်ပြပေးမှာပါရှင်။ဒီနှစ်မေလနဲ့ဇွန်လတွေအတွင်းရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ပြည်ပခတွေနဲ့ပတ်သက်ပြီး ဖြစ်ရမှန်ပေါ်ပေါင်းရေးအတွက်တီးကြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကိုနိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းပေးခဲ့ပါတယ်။ဒီကော်မရှင်မှာသမိုင်းပညာရှင်ညွန်ကျုပ်အငိမ့်စားဒေါက်တာမျိုးမြင့်ကဥက္ကဋ္ဌမြန်မာ egress အဖွဲ့ကဥချုံရင်လိုင်းကအတွင်းရမှုတာဝန်ယူထားပြီးထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေ၊စာရေးဆရာတွေ၊ဘာသာရေးပညာရှင်တွေ ပါဝင်လာပါတယ်။ဒီအဖွဲ့ဝင်တွေဟာမနေ့ကပထမအဦးဆုံးအချိန် အစီအွေတစ်ခုကျင်းပခဲ့ပါတယ်။တော့ဒါပဲဒါလည်းမဟုတ်ပါဘူးခင်ဗျာ။တကယ်လို့မလားဆက်ဆောင်ဒီမှာကျွန်တော်စစ်မဖြစ်နိုင်ဘူးစစ်နေမဖြစ်နိုင်ဘူးဆိုတဲ့အခါအားလုံးတက်ကျွန်တော်ဆုံးဖြတ်ပြီးတယ်။လိုအပ်ရင်တော့အချိန်ကိုကျွန်တော်အစ်ဆန်းလို့ရအောင်။ဒါပေမဲ့ဆောင်ရမ်းစစ်ဆေးရေးကော်မရှင်မှဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့သာသနာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်ကရိုဟင်ဂျာအရေးဟာတိမ်တိမ်မွေ့မွေ့ကင်တွယ်ရမယ့်အရေးဖြစ်တဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ကျွန်တော်တို့ကလည်းအဲဒါကိုအဲဒါကိုရှိတယ်ဆွေးနွေးပြီးခိုင်တိုင်းတာ เนาะဒီလူတွေအတွက်လည်းကျွန်တော်တို့ကခီပြီးသူတို့ကသူတို့တွေကဘယ်လိုစိတ်ထားလို့ဖြစ်လာမလဲဆိုတော့ဒီလူတွေကဒီထဲမှာရောက်သူကုညာလည်းလက်မခံဘူးเนาะကျွန်တော်ဘက်ကလည်းပြည်တိုင်းလည်းเนาะသူတို့ဒီတိုင်းရေမလား refugee support လောက်ပဲရှိအဲ့တော့ဒီ user ကိုဒီပြိပက္ခတွေတန်ရှင်းနေရှိဘူးအဲ့တော့ဘယ်လို mechanism တုံးမလဲဘယ်လိုပညာပေးလုပ်ငန်းတွေလုပ်မလဲเนาะဒါတွေကျွန်တော်စဉ်းစားရှင်းပါဒါပါရှင်းပြီးတော့ဒီကိစ္စတွေ ောက်ချက်ကအဲ့ဒီအခြေခံကသာသာတော့တာဝန်ယူခဲ့တဲ့ local authority စီပုံလို့ပြောချင်။နောက်စစ်တပ်တွေပြုချင်။ရဲရဲပြုချင်။အမျိုးတွေအတောင်ရှိတဲ့နောက်လုံးရဲ့နေစီလောက်ကအဲ့ဒီမှာတာဝန်ယူခဲ့တဲ့လာဝတာတွေပြုချင်။အဲ့လိုတိုင်းမှုတွေပြုချင်။အဲ့ဒီကိုရရတော့ရမှာဆိုတော့လိုက်လို့ရှိတယ်။အဲ့ခွင့်ရရကျွန်တော်တို့ရအောင်။ကျွန်တော်တို့ကျွန်တော်တို့အင်တာဗျူးလုပ်ဖို့လိုတဲ့လူတွေဆက်ရှိရှင်ချရှိနေလို့ရတယ်။ ပြုခွင့်ပြုမယ်လို့ကျွန်တော်တို့တော့လေနံပါတ်၄မှာပါပြီးသားပါပြီးသားဆိုတော့ကျွန်တော်တို့ကတခုရှိတာပါလဲဆိုကျွန်တော်တို့အင်တာဗျူးကြတော့အားလုံးကလောက်ကြတယ်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးအေးတောင်ကလည်းရခိုင်ရိုင်ဂျာအရေးကိုကင်တွယ်ဖြစ်ရှင်းတဲ့အခါမှာတမိုင်းကြောင်းအချက်လက်တွေရှေ့လျားတဲ့အတွက်အပိုင်းလိုက်ခွဲပြီးလေးလာတဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်ဒီ history background ကဒီကြပါအဲ့တော့ဒီမှာနောက်ပိုင်းကျွန်တော်ထပ်ထပ်ပြန် ောလည်းပြောမယ်ဒီနေ့ဒီကနေ့လောလောဆယ်မှာပြရတဲ့အကြောင်းကြီးကျွန်တော်ဒီလက်ချက်ထဲကစားပြီးတော့တပိုင်းနောက်လာရင်ရခါစားမတင်နေပြနေတဲ့ကာလမှာဝင်ရတဲ့အပိုင်းတစ်ပိုင်းပါခါစားလာခင်မှာဝင်နေအပိုင်းတစ်ပိုင်းတော့အားလုံးကိုကျွန်တော်လည်းပြလို့ရဒီလိုဖြစ်နေရှိသရှိမျိုးဆက်ចောင်းသားកောင်းဆောင်កូកូကြီးក៏លេ 88မျိုးဆက်ចောင်းသားတွေရဲ့ရခိုင်ရေးစုံစမ်းမေးမြန်းချက်တွေအသိရှိထားတဲ့အကြောင်းနဲ့အချက်အလက်တွေကိုဝေမျှပြီးအတူလက်တွဲအလုပ်လုပ်ကင်သွားမယ်အကြောင်းပြောဆိုဆွေးနွေးခဲ့ပါတယ်ခင်ဗျာအဲ့ဒါမှာစစ်ပြပါဆိုတော့တစ်ဖက်စလုံးကန့်ပြီးတော့ရောက်သွားပါတယ်။ဘုရားကစနေကန့်ပြီးတော့ဆောရုပ်ပါတယ်။ဒီခိုင်တို့ပါတယ်အဲ့ဒါကိုရောက်ပါတယ် နောက်တစ်ခေါက်ကတော့ကျွန်တော်တို့ကြောက်ချူရံပြေကြောက်ချူတော့နောက်ပထမဆုံးသင်ပြပေါ်တဲ့မတ်တီရာတွေးနေပြီးကျေးပါရောက်တဲ့ပြည်သူတို့နောက်ရံပြေရောက်တဲ့ပြည်သူတွေဒီကမ္ဘာလောက်ပါတယ်ဒီချုပ်ချက်စင်ထားတဲ့နေရာကိုဒီပြည်သူတွေကြောက်ပါတယ်အဲ့တော့အချက်လက်ကတော့ကျွန်တော်တို့သိရှိထားတာနောက်ဒေသခံတွေကပေါ်ပို့လိုက်တဲ့ document တွေကျွန်တော်တို့ရှိပါတယ်နောက်ဒီကိစ္စမှာက နာဆရာကြီးပြောခဲ့တယ်လို့ပဲကျေပြန့်တော့မတန်တဲ့အဓိကဒီလို့ပေါ့ကိစ္စတွေရှင်းနေကြရတဲ့မှာတော့ကြားလည်းမရှိဘူးကျေကျေပြန့်ပြန့်ပါတယ်ကျွန်တော်တို့ကြည့်ရတယ်လို့ပြောရမယ်ပြန်ပါတယ်ဒီစားမှာနိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စနဲ့တော့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်အနောက်ဘက်ခြမ်းရခိုင်ကိစ္စတွေကိုပဲနဲ့ကျွန်တော်တို့နိုင်ငံပတ်ပတ်တဲ့ခြံစည်းမှုတွေအားလုံးနဲ့ပါဆက်ဆက်တဲ့ခြေတစ်ခုပါကျွန်တော်တို့ထွက်လာပြီးတော့ကြော်လဲပါဒါကြောင့်မလို့ဒါကျွန်တော် ခုတနည်းကျွန်တော်တော်တော်များရင်ဆိုင်ရတာကကျွန်တော်တို့ကမီဒီယာနဲ့ဆက်ဆံမှုများဆက်ဆံမှုများတော့နိုင်ငံတကာဖွဲ့စည်းတွေရောပြည်တွင်းပြည်ပမီဒီယာတွေရောဆက်ဆံရတာမှာဒီလူသားချင်းစာနာမှုရှုထောင့်မှာဒီပြောကြတဲ့ပြည်ပပုဂ္ဂိုလ်တွေတော်တော်များရှိသလိုကျွန်တော်တို့ပြည်တွင်းဒေသခံတွေရဲ့ကာယကံရှင်တွေပေါ့သူတို့ရဲ့စိတ်ခံစားမှုတွေသူတို့ရဲ့ကိုယ်ပုံပေါ်ပုံတွေအဲ့ဒါတွေကိုကျွန်တော်တို့ဆက်ဆက်ပြီးတော့နိုင်ငံသားဖြစ်မှုရောလူသားချင်းစာနာမှုရှုထောင့်မှာရှုထောင့်အောင်ဆိုတာ

ငင်းငင်းရေးလုပ်ငန်းရှင်တွေကိုဆက်လက်လှုံ့ဆော်မှုတဲ့စရုပ်ထမြောက်ဆက်ဆံရေးရုံးကိုဖွင့်လှစ်လိုက်ပါတယ်အပြည့်အစုံကိုမတ်ညိုညိုလင်ကတင်ပြထားပါတယ်ခင်ဗျာ KNU ကရင်မျိုးသားအစည်းအရုံးရဲ့တက်မဟာ6နဲ့9နဲ့မြေအတွဲမြမအစိုးရနဲ့ဆက်ဆံရေးရုံးကိုကရင်ပြည်နယ်မြဝတီမြို့မှာဩဂုတ်လ16ရက်နေ့မနေ့ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ယ်မြဝရီမြို့အမှတ်3ရပ်ကွယ်သီရိမင်္ဂလာလမ်းမှာဖွင့်လှစ်ခဲ့တဲ့ဆက်ဆံရေးရုံကိုမြမအစိုးရဘက်ကပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဒုတိယဥက္ကဋ္ဌဝင်းကြီးဦးအောင်မင်းနဲ့ KNU ဘက်ကဗိုလ်ချုပ်ကြီးစောမှုသူစေဖို့တို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်ဆက်ကြောက်ခမြောက်ဆက်ဆံရေးရုံကိုမြောက်ဒီမှာဆွေးနွေးခြင်းဖြစ်ပါရဲ့ဒီ review ဖြစ်တဲ့အချက်ကဆက်ဆံရေးရုံ အရေးအတွက်နဲ့တောင်းတာအရေးအတွက်ဒုလာခြင်းဖြစ်တဲ့အတွက်ဒီနေ့ကိုထူးခြားတဲ့ဝေဒနာနဲ့ဖြစ်ပြောရခြင်းဖြစ်ပါတယ်။ရှင်းရှင်းပြီးအခြားတောင်းတာနဲ့ရုပ်အစ်စ်တွေကိုဖွင့်ထဲမှာဖြစ်ကြောင်းကြိုတင်အပြီးပေးလိုပါတယ်။ရင်းရင်းနဲ့ပေါ်ဆောင်ရင်းလုပ်ငန်းကုန်ပြီးတော့ကိုယ်လည်းပြကြတဲ့သွားမင်းအောင်တို့ပြအောင်ပြည့်ပြည့်ရင်းများမှာဘုံကြီးစောချက်သူ ုမှုဘောတော်ကိုရှိတဲ့ဒီပြတ်တက်ဖို့ညာကျန်တဲ့လူများအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဒီကောင်းမြတ်တာပို့ကြပါပါလေ။ဒီပြင်းတဲ့ဌာနတော်ရောက်ပြီလို့မှာအင်းဆက်ဆက်ရေးလို့ဆိုတဲ့ဌာနလို့ဖြစ်ပါလေ။ ြစ်ခတ်ရနေစမှာနှစ်ဖက်ညှိနှိုင်းမှုတွေလုပ်လို့ရအောင်ပြဿနာတွေဖြစ်ရှင်းနိုင်အောင်ဆက်ဆံရေးယုံထားရှိတာဖြစ်တဲ့အကြောင်းမြဝရီ KNU ဆက်ဆံရေးယုံကတာဝန်ခံတဦးဖြစ်တဲ့စောမှုရှိကပြောပါရယ်ပြစ်ခတ်ရဆဲပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒီတစ်ဆင့်မြစ်တစ်ဆင့်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီဆက်ဆံရေးယုံထားရှိဖို့ဆိုတာလိုအပ်လာတယ်တကယ်လို့ဒီ peace process ကိုသွားနေတဲ့အချိန်မှာ ပြဿနာတစုံတရာဖြစ်ခဲ့ရင်เนาะ ဒီငင်းချမ်းဒီဆက်ဆိုင်ရုံရှိနေခြင်းအားဖြင့်ကျွန်တော်တစ်ဖက်နဲ့တစ်ဖက်เนาะကိုထင်တာနဲ့ဝုံတိုင်းမကျဲပဲနဲ့ဟလာဆက်ဆိုင်ရုံကကြားကနေပြီးတော့ဒါဒီလိုဒီလိုရှိတယ်ဆိုတာကိုတစ်ဖက်ဟိုတင်ပြတယ်ပြီးတစ်ဖက်ကပြန်ကြလိုက်ရင်တစ်ဖက်ကိုပြန်ပြီးတော့ဆွေးနွေးတယ်တင်ပြတယ်ကိုကြားကနေပြီးတော့ဗောနော်ဒီ it was a initiate ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကြားခံအခွင့်အရေးအနေနဲ့လုံနိုင်ဖို့အတွက်ဒါဆက်ဆိုင်ရုံထားရှိတာဖြစ်တယ် ဒါ peace process ဟိုမပြီးမချင်းပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ရဲ့ဒီပထမခြေလှမ်းဖြစ်တယ်ပေါ့နော် KNU ဟာမြန်မာအစိုးရနဲ့2012ခုနှစ်ဧပြီလကစပြီးပနမအပြည့်ရပြည်တဲ့နောက်ဧပြီလနဲ့မေလတွေမှာပဲခူးတိုင်းကြောက်ကြီးမြို့တနင်္သာရီတိုင်းတဝဲမြို့နဲ့ကရင်ပြည်နယ်ဖျားသုံးစုမြို့တွေမှာဆက်ဆံရေးယုံတွေဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။အခုဖွင့်လှစ်လိုက်တဲ့မြောက်ရီမြို့ကဆက်ဆံရေးယုံကတော့စရုပ်ထမြောက်ယုံဖြစ်ပါတယ်။ KNU ဆက်ဆံရေးရုံးဖွင့်ပွဲကို KNU ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမှုဒူးစိဖိုးတပ်မဟာခုနှစ်မှုဗိုလ်မှူးချုပ်စောဂျော်နီဖအန်ခရိုင်ဥက္ကဋ္ဌဖရိုစောအောင်မော်အေး ဘိတ်တဝဲခရိုင်ဩက္ကဋ္ဌစောကွယ်ထူးဝင်းတို့လည်းတက်ရောက်ခဲ့ကြပြီးမြမအစိုးရဘက်ကတော့ဝင်းကြီးဦးအောင်မင်းအပါအဝင်ပြောင်စုဝင်းကြီးဦးခင်ကြီးကရင်ပြည်နယ်ဝင်းကြီးချုပ်ဦးစောမင်းနေဆက်ရေးရနဲ့လုံခြုံရေးဝင်းကြီးဗိုလ်မှူးကြီးအောင်လွင်မွန်ပြည်နယ်ဝင်းကြီးချုပ်ဦးအောင်မင်းအရှိတောင်တိုင်းစစ်ထနာချုပ်တိုင်းမှုဗိုလ်ချုပ်တင်မာဝင်းတို့နဲ့အတူအပြည့်ခန့်ရစေးရေးလှုပ်ထားတဲ့အဖွဲ့တချို့လည်းမြမအစိုးရရဲ့ဖိတ်ကြားမှုနဲ့တက်ရောက်ခဲ့ကြပါတယ်ရှင်။ မြို့သားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့သူဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်မြောက်ခမ်းနားကိုရန်ကုန်မြို့ဒိုယိုရခမ်းမမှာမနေ့ကပြုလုပ်ခဲ့ပါတယ်။အပြည့်အစုံကိုကျွန်တော်တို့ဖွဲ့သားကိုခင်မောင်စိုးမင်းကတင်ပြမှာပါရှင်။ဒိုယိုရခမ်းမမှာပြုလုပ်တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့သူဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်ပြည့်အခမ်းအနားမှာ သူ့ကိုဂုဏ်ပြုကြတဲ့ကြပြားတွေ စာစုတွေနဲ့မှတ်တမ်းဓာတ်ပုံတွေပြသထားပါတယ်။အခမ်းအနားကိုဥကြည်မောင်နဲ့အတူ နိုင်ငံရေးလှုပ်ဖော်ကိန်းဘက်တွေအငိမ့်စားတက်မတော်အရာရှိဟောင်းတချို့နဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီအသီးသီးကအဖွဲ့ဝင်တွေ88မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။အဲ့ဒီအခမ်းအနားကိုဥကြည်မောင်ရဲ့နိုင်ငံရေးဖြတ်သန်းမှုတွေအပါအဝင်ကိုရေးမှတ်တမ်းအကျဉ်းကိုဖတ်ကြားပြီးပွင့်လင်းပေးပါတယ်။ အဲ့ဒီနောက်ဦးကြည်မောင်နဲ့မြမတက်မတော်ခေပြန့်အရာရှိတွေဖြစ်ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုဦးစီးတည်ထောင်ရမှာလဲအတူပါဝင်ခဲ့ကြတဲ့လက်ရှိ NLD နိုင်ငံကြီးဦးတင်ဦးကအမှားစကားပြောကြပါတယ်ဦးကြည်မောင်ကကျွန်တော်တို့ကကျွန်တော်တို့ကတော့ NLD ရဲ့နိုင်ကအဖွဲ့ဝင်တူဖြစ်တဲ့ဥဝင်းတင်ကလည်းဥကြည်မောင်ဟာပါတီတွင်းကသူ့အုပ်စုခွဲထွက်သွားခဲ့ရာနောက်ကိုလိုက်ပါမသွားပဲပါတီကိုဆက်လက်တည်ဆာရှိခဲ့သူတူဖြစ်တဲ့အကြောင်းပြန်ပြောင်းပြောပြပါဗျ။နော်ကိုကြီးလည်းလုံခြုံရေးဖို့ဖြစ်တော်ရာအချိန်မှာပေါ်လွင်ရမယ်လို့လည်းဆိုရဲချက်သုံးနေရှိတယ်။အဲ့ဒီမှာဥကြည်မောင်ကကျွန်တော်ကတော့ပြောနေပြီတဲ့ဆက်နေပြီ။အဲ့လိုကိုကြည်မောင်ကကိုယ်နဲ့အမှန်တကျရက်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ဒါကဥပ္ပိမောအလိုကိုအရေးကြီးတဲ့ဥပ္ပိမောရဲ့အရေးကြီးတဲ့နိုင်ငံရေးအဆုံးဖြတ်နော်88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကလည်းဦးကြည်မောင်ရဲ့ចောင်းသားဘဝနေကျက်စမ်းကြည့်ရေးပုံရိပ်ဟာသမိုင်းတွင်တယ်လို့ပြောပါတယ်။ကျွန်တော်ကြည့်ရဲ့ဦးကြည်မောင်ကចောင်းသားဘဝဦးကြည်မောင်ကအဘိဓမ္မာရုပ်ရှင်ပါ။ဒီပါလေ နာလို့လေရှိရတယ်တော့သူ့ရဲ့တော့ဒါတော့မှာတော့သတိကြရတယ်ဒါမှမဟုတ်ကြရင်ကိုကြည့်မအောင်တော့ပြပါလေအဲ့တော့ကျွန်တော်တို့အားလုံးပြပါလေကိုအောင်တော်နဲ့ခြေတော်ကပြပြပြတော့တော့ဒါမှမဟုတ်ကြရင်အဲ့လိုရုံးချင်ပါလေဒီဒီတွေ့ရတဲ့ဒီပါတယ်နာတော့သူ့ရဲ့ဒါမှ ဘောင်းတဲ့ဘက်ကဆိုလဲစားတဲ့ဒီမှာသူ့တဲ့ပြားတဲ့ကောင်ကိုတော့လာတဲ့ပြောတဲ့ကောင်ကိုတော့လဲတဲ့ဘောင်းတဲ့ဘက်ဦးကြည်မောင်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးတို့အပါအဝင် ပါတီကောင်းဆောင်တော်များများဖမ်းဆီးခံခဲ့ရတဲ့ကာလတွေတည်းက1990ခုနှစ်ရွေးကောက်ပွဲမှာ NLD အနိုင်ရအောင်အဓိကနေရာကဦးဆောင်ခဲ့သူဖြစ်တယ်လို့အများကယုံကြည်နေကြပါတယ်။အဲ့ဒီနောက်ပိုင်းဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအဖြစ်ချုံနောင်ခံခဲ့ရပါတယ်။2004ခုနှစ်မှာတော့လူကြီးယောဂာနဲ့ကွယ်လွန်ခဲ့ပါတယ်ခင်ဗျာ။အခုဆက်ပြီးကရင်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်သွားမှာပါ။ကရင်ပြည်နယ် KNU တပ်မခွန်ထိန်းချုပ်နယ်မြေထဲမှာ ပြင်းအာဇာနီနဲ့အခမ်းအနားကျင်းပခဲ့တဲ့အကြောင်းပြင်းဘာသာနဲ့ထုတ်လွှင့်ချက်တွေကိုမြန်မာဘာသာစာတမ်းတို့တင်ပြထားပါတယ်ခင်ဗျာဒဘဝဲကမ္လဘကွာရာဖိုခဲလက်သေး RFA ဝဒဂလူဒူအကွဲဟူဖလာဒဝဲအီမီ RFA ကညောအကွဲဟူဖလာနေလော agak sedih kita ini. Kian yutikin wi. Malah kepawa dak padu muni susu bebe pekunya kose epulo. Tak malah kepawa matura muni i. Udo tu tu depa hita le matura le adu atas mulepa. Lo tapa lo wadah tata upo le lo le. ni တော့ဒီကြောတော့တော့အပပါခိုးလုံးကနေမလာပေါ်ဘာလို့ဘာလို့အမှုကြီးနေတယ်ညနေမောပတိပါဝပြပြီးလေပထမလာပေါ်သူသိညာတိဘာလို့ဒီခါဘာလို့ဒီကတော့ဒီတော့သတိညာတော့ဒီဒီလိုလေးဘာလို့လာဥပ္ပတိတော့အမှုတဲ့လောကီလောကီဒီတရားလေးတော့လာနေတယ်တပ်ပစောစာဟော ီနေရကူချီတတနီလီမနာခေါ်လို့တာရီအာမီအာမျိုးလက်တပူတာခေါ်တော့ဟိုနေဒီမှုစားတင်ရနေပတတူလေပကွာလူတမုန်နေတာရောပတတူလေနာပါပတမုန်နေတာရောတာထဲတော်တူတော်မလူလူတပြောတူတော်ကြက်ဘောတော်တာဖြာချင်းညာတူထောက်ပါလေပါပကွာလူလေလုံးလုံးလောက်ပါလေပါနေ ဘာဘာခေါ်လို့ကြီးမမနာပေါ်တာဘောပါဘူးကတဲ့တဲ့မင်းရင်ခိုင်ရမင်းပြည်ရမင်းဒီကိဗီယာတာဆိုးနေတာရကေကဘာမင်းဟူမေပေါ်မဘောပါကလူတာမုန်နေတာတော့မကနေတယ်ဝဲအဲ့တော်တော်သိညာဒီပေါ်ကတယ်တော့ကခုဆဘာဦးကြီးဒေါက်တာခုကလစန်ကေဒေါက်တာဖိုအဂါလာအလေပူကွီဟီလိုတက်သာသမုတ်တေဖာလေတာတီနော်ဒမလကပိုကီအောဝော တမဝဒမထူရမွနီဤကိုနိတဲ့တော့ခဲဤပထဝဲခုစီခီဝတ်ဝါလီလောဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြဆုံးပါပြီ။ချစ်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ။